အားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။မလေးအစိုးရလည်း RWA ကိုစိတ်ဝင်စားလာတဲ့သတင်းနဲ့အတူထောင်ဒဏ်11196နှစ်ကြာခံရင်ထောင်ထဲမှာပဲဆုံးပါသွားတဲ့ Crypto CEO ရဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ ပထမတော့အနေနဲ့မလေးရှားအစိုးရလည်း RWA ကိုစိတ်ဝင်စားလာတဲ့သတင်းတင်ဆက်ပေးကြပါရစေ။မလေးရှားနိုင်ငံဘိုပန်ဖြစ်တဲ့ Bank Negara Malaysia ကတော့ Financial Sector တစ်လျှောက် Assets တွေကို Tokenize လုပ်ဖို့အတွက်စူးစမ်းရှာဖွေပြီးစမ်းသပ်ဖို့အတွက်၃နှစ်သား Roadmap တစ်ခုကို ထုတ်ပြန်လာပါရစေ။ DSC ရဲ့စင်အောက်မှာ BNM ကဒီနှစ်အစောပိုင်းကထူထောင်ခဲ့တဲ့သူ့ရဲ့ Digital Assets Innovation Hub ကနေတဆင့် proof of concept project တွေကို live pilot အနေနဲ့စတင်သွားမယ်လို့တောက်ကြနေမှာကြေညာခဲ့တာပါ ဒါပေမဲ့ဘောပန်အနေနဲ့သူတို့လုံးမဲ့ tokenization က cryptocurrency rate အပေါ်အာရုံစိုက်မှာမဟုတ်ပဲ real world assets တွေအပေါ်မှာသာအဓိကထားသွားမှာဖြစ်ကြောင်းရှင်းလင်းခဲ့တာကြောင့် blockchain ပေါ်တော့ရောက်လာနိုင်ပြီး crypto ဘက်ကိုနှွေးတာမျိုးမဟုတ်ဘူးလို့ဆိုလိုခြင်းပုံရပါတယ်အခုလောလောဆယ်တည်ထားရတဲ့ use case တွေထဲမှာတော့ CY လုပ်ငန်း nebe ရေမှငွေပေးခြင်းမှုစနစ်မြင့်တင်ဖို့တွေ liquidity တိုးလာနိုင်ဖို့တွေနဲ့ islamic စီးမြင်တွေနဲ့အညီထိန်းချုပ်ထားတဲ့ဘန်ဒါရေး application တွေပါဝင်ပါတယ် ဒါအပြင် program ရေးဆွဲပေးထားနိုင်တဲ့ငွေပေးခြင်းမှုတွေ24နာရီခုနှစ်ရက်ပတ်လုံးနိုင်ငံတကာကိုငွေပေးခြင်းလို့ရနိုင်မဲ့စနစ်တွေပါဝင်လာအောင်ပါပါမလေးရှားဟာ cryptocurrency တွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပေမဲ့ဗန်ဒါရေးပိုင်းကိုတော့ blockchain နည်းပညာသုံးပြီးအဆင့်မြင့်တင်ဖို့ရှိနေသလိုစင်ကာပူဟောင်ကောင်တို့နဲ့လည်းနည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့မျှော်မှန်းထားပါတယ် က်လက်ပြီးတော့ထောင်ဒဏ်11196နှစ်ကြာခံရင်ထောင်ထဲမှာပဲဆုံးပါသွားတဲ့ Crypto CEO ရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထောင်ဒဏ်11196နှစ်ကြာခံနေရတဲ့ Crypto CEO ဟောင်တူးကတော့ထောင်ထဲမှာပဲဆုံးပါသွားခဲ့ပါပြီ။2019ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး2021ခုနှစ် April လမှာပြိုလဲခဲ့တဲ့ Dotdash Exchange ရဲ့ CEO Farouk Fatih Oza ကတော့လိန်လယ်မှုငွေကြေးခွာချမှုရာဇဝဲကိုင်းဥဆောင်မှုတို့အပါအဝင် ရာဇဝတ်မှုတွေအများကြီးနဲ့တရားစွဲဆိုခံခဲ့ရပါတယ်။ Todas H ပြိုလဲမှုကြောင့်၃ဆွဲသူ၄သိန်းကျော်ကစုစုပေါင်းဒေါ်လာ2.6ဘီလီယံဆုံးရှုံးခဲ့တယ်လို့ China Legacy ကဆိုထားပါတယ်။၂၀23ခုနှစ်စက်တင်ဘာလမှာတော့အိုဇာမာအပြစ်ရှိကြောင်းအစ္စတန်ဘူတရားရုံးကအမိန့်ချခဲ့ပြီးထောင်ဒဏ်11,196နှစ်ချမှတ်ခဲ့ပါတယ်။အခုထောင်ဒဏ်2နှစ်ကျော်အကြာမှာတော့အိုဇာကိုသူ့ရဲ့ single person ဆဲရဲ့ရေချိုးခန်းထဲမှာကျိုးဆွဲချသေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။ ။ဩဇာကိုထိမ့်သိမ်းထားတဲ့အကျဉ်းတော်ကအရင်ကတည်းကတိုက်ပိတ်တဲ့ပုံစံမျိုးတွေကိုအသုံးပြုတဲ့အတွက်လူအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ဝေဖန်ခံခဲ့ရဘူးပါသေးတယ်။တရားရေးဝန်ကြီးရီမတ်ထန်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းဆက်စင်းမှုတွေလုပ်နေတယ်လို့လက်ရှိတွေ့ရှိချက်အရဩဇာကကိုကိုကိုတက်သေးခဲ့တာဖြစ်နိုင်ကြောင်းဆိုထားပါတယ်။တကယ်တော့ဩဇာကတိုးတက်ပြိုလဲမှုမကြခင်မှာကလေးကဩဇာအနေနဲ့အဖမ်းခံဖို့ဒါမှမဟုတ်ကိုကိုကိုတက်သေးဖို့စဉ်းစားခဲ့ပေမဲ့အသက်ဆက်ရှင်ပြီးအကျွေးတွေပြန်ဆက်နိုင်အောင်စူးစမ်းဖို့အတွက် အယ်ဘေးနီးယားကိုထွက်ပြေးခဲ့တယ်လို့ပြောပို့ခဲ့ပါတယ်။ဒါပေမဲ့တနည်းကြော်အကြာ2022ခုနှစ်ဩဂတ်လမှာတော့အယ်ဘေးနီးယားမှာအဖမ်းဆီးခံခဲ့ရပြီးတရားစီရင်ရေးအတွက်တူရကီကိုပြန်လည်လွှဲပြောင်းခံခဲ့ရပါတယ်။အခုတော့အိုဇာတယောက်လူလောကကြီးကိုနှုတ်ဆက်သွားခဲ့ပြီးဖြစ်ပြီးခရစ်ပတိုနဲ့ပတ်သက်တဲ့ပြည်ဒဏ်တွေတာဝန်ယူမှုတာဝန်ခံမှုတွေကိုမေးခွန်းထုတ်စီရလဲဖြစ်စေခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုံနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရောင်းလုပ်ဖို့ Binance account တခုမရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကုတ်ကုတ်အသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade time မြကြပါစေခင်ဗျာ Thank you